မေရိကန်အစိုးရရဲ့လုပ်ငန်းတွေကတော့ရပ်ဆိုင်းသွားပါပြီ။ Federal အစိုးရဝန်ထမ်းတွေကတော့ဒီအကျိုးဆက်တက်ရောက်မှုအတွက်ပြင်ဆင်နေကြရပါတယ်။ထောင်ပေါင်းများစွာသောဝန်ထမ်းတွေဟာအလုပ်ကနေယာယီရနာခံရမှာဖြစ်ပြီးတော့မရှိမဖြစ်လိုအပ်တယ်လို့သတ်မှတ်တဲ့အလုပ်ဝန်ထမ်းအများပြားကလည်းသဘောတူညီချက်တစုံတရာမရမချင်းတားဆာမရပဲ အလုပ်လုပ်ရလိမ့်မယ်လို့မျှော်လင့်ရပါတယ်။တချိန်တည်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနောက်ထပ်အလုပ်တွေရှော့မယ်လို့ချိန်ချောက်နေပါတယ်။ထရန့်အစိုးရတက်လာကလေးကဖက်ဒရယ်အစိုးရအလုပ်ကင်သုံးသိန်းကိုဖျက်တောက်ထားပြီးဖြစ်ပါတယ်။ဒီလောက်ဝန်ထမ်းအင်အားနဲ့ဆိုရင်ကျွန်တော်တို့အစိုးရရဲ့လုပ်ငန်းလေပတ်နိုင်စွမ်းကဘယ်လိုပုံစံဖြစ်လာမလဲဆိုတာမသိပါဘူး။လူတွေကဖက်ဒရယ်အစိုးရဝန်ထမ်းအင်အားတိုးပြီးတိုးနေတယ်လို့ထင်နေကြပါတယ်။တကယ်က260လုံးလုံး ဝန်ထမ်းအရေးအတွက်ကအတူတူနေပါပဲရှိနေခဲ့တာပါလို့ Federal ဝန်ထမ်းများ Federation ကိုယ်စားလှယ်ကပြောဆိုသွားတာပါဒီအစိုးရရဲ့ဆိုင်မှုဟာလက်ရှိအစိုးရဝန်ဆောင်မှုတွေကိုထိခိုက်တဲ့အပြင်အနာဂတ်မှာအစိုးရဝန်ထမ်းတွေကိုခေါ်ယူခန့်အပ်ဖို့နဲ့ထိမ့်သိမ်းဖို့လည်းပိုပြီးခက်ခဲစေလိမ့်မယ်လို့အလို့သမားသမဂ္ဂတွေကသတိပေးထားပါတယ်ပြည်မြအားဖြင့် Federal အစိုးရဝန်ထမ်းတွေဟာပုဂ္ဂလိကကဏ္ဍကဝန်ထမ်းတွေထက်ဝင်ငွေ25ရာခိုင်နှုန်းပိုနည်းပါတယ် ဒီကြောင့်ခရီးသွားလာမှုတိတ်ပံသူဒေသနာနဲ့စီးကဏ္ဍတွေအလုံးဟာအစိုးရရက်ဆိုင်မှုကြောင့်ထိခိုက်နိုင်တဲ့ကဏ္ဍတွေဖြစ်ပါ रे အစိုးရရက်ဆိုင်မှုရဲ့အကျိုးသိရောက်မှုတွေကများသောအဖြစ်တဆင့်ပြီးတဆင့်ပေါ်လာတတ်ပါ रे များသောအဖြစ်အမျိုးသားဥယျာဉ်တွေနဲ့အထိမ့်မဲ့နေရာတွေကဝန်ထမ်းတွေဟာပရမအောင်တည်တည်တသာရောကြသွားတာကိုတွေ့ရလိမ့်ရှိပါ रे A lot of parks have valuable resources inside ဥယျာဉ်တော်များများမှာတန်ဖိုးတန်တည်ရန်စာတာတွေရှိပါ रे ဲ့ဒါတွေကိုမကာကွယ်ဘူးမစောင့်ရှောက်ဘူးမထိန်သိမ်းဘူးဆိုရင်ဥယျာဉ်ရဲ့အထူးအစိတ်အပိုင်းတွေကိုအမေရိကန်ပြည်သူတွေအနေနဲ့ကျွန်တော်တို့ဆုံးရှုံးသွားနိုင်ပါတယ်လို့အမျိုးသားဥယျာဉ်စေတနာဝန်ထမ်းတအူးကပြောဆိုထားပါတယ်ထိတ်တန့်ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်အမတ်တွေကတော့ တစ်ဖက်နဲ့တစ်ဖက်အပြစ်တင်ဖို့အပြိုင်ဆိုင်စ조사နေကြပါတယ် Republican Outlet တော်ဥက္ကဋ္ဌ Mike Johnson ကသဘောတူညီမှုမရရှိခဲ့တဲ့အတွက်ကြောင့်အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Chuck Schumer ကိုလက်ညှိုးထိုးခဲ့ပြီးတော့ Alexandria Ocasio-Cortez အပါအဝင် Democrat အမတ်တွေကတော့ Republican တွေကကျမ်းမာရေးဆောင်ရှောက်မှုကိုကာကွယ်ဖို့အညှိအနှိုင်းမခံဘူးလို့စွပ်စွဲခဲ့ကြပါတယ်ခင်ဗျာ။